ိုင်းဆက်မြူနိုင်2025ခုနှစ်မိုးရသည်အကျိုးစုပေါင်းတစ်ပင်စိုက်ပျိုးပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တယန်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမိုင်းဆက်မြူနယ်တစ်တော်ဦးစီးဌာနမှကြီးမှု၍2025ခုနှစ်မိုးရသည်အကျိုးစုပေါင်းတစ်ပင်စိုက်ပျိုးပွဲကိုမေလ25ရက်နနက်9နာရီကမိုင်းဆက်မိုင်းခုတ်သွာ ကားလမ်းမှပြီးမိုင်းဖုံးစရာတော်ဖုံးတော်ကြီးကျောင်းဝင်းတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါတစ်ပင်ဆိုင်ပြိုးပွဲသို့နေမြေကန်တက်နယ်မှဗိုလ်မှူးကြီးစင်မင်းထွန်းနှင့်တပ်မတော်သားများခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးအားလွန်နှင့်အဖွဲ့ဝင်များမြို့နယ်တည်တော်ဦးစည်းဌာနမှဦးတန်းနိုင်နှင့်ဝန်ထမ်းများခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအမျိုးသမီးရာအဖွဲ့ဝင်များကြက်ချင်ဤသူနာပြုတပ်ဖွဲ့ဝင်များစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အဖြူရောင်လူငယ်အဖွဲ့ဝင်များနှင့်ဒေသခံပြည်သူစုစုပေါင်း250ဦးတက်ရောက်ပြီးကျွန်းတရားပင်မဲဇလီ90ပင်ဗရောက်တရားပင် စိမ်မန်းနီတရားပင်စိမ်မန်းပြာတရားပင်မန်ချန်းရှား90ပင်စုစုပေါင်းပြိုးပင်900ကိုတပြိုတပါးစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရပါတယ်ခမညာ